Hello everyone လီယိုတို့ပြန်ဆောင်ကြပြန်ပြီเนาะဆိုတော့လီယိုတို့တပတ်တပတ်ကုန်လာလေအင်မတန်မှမြင်းဆန်လွန်းလာပါတယ်အခုဆိုလို့ရှိရင် March လရဲ့ second week ကိုရောက်ပြီပေါ့เนาะဆိုတော့လီယိုရဲ့ Facebook page နဲ့ YouTube channel ကတင်ဆက်ပေးနေကြ weekly zodiac energy reading လေးပြန်လည်းတင်ဆက်ပေးဖို့အလဲရောက်လာပြီဖြစ်ပါတယ် weekly zodiac energy ဆိုတာမသိသေးတဲ့သူတွေအတွက်လီယိုနည်းနည်းလေးရှင်းပြပေးမယ်မိမိရဲ့ Sun Moon Rising sign ပေါ်မူတည်ပြီးတော့လီယိုကရာသီအတွင်းတစ်ခုချင်းစီအလိုက် Aries to Pisces ပေါ့เนาะဒီတပတ်တာကာလမှာ3 tharmet အရာလေးတွေ energy reading ပေါ့နော် short message တွေပေးတဲ့ reading မျိုးစားဖြစ်တယ်အဲ့တော့အခြေရေးတို့ဝေးကြီးတို့ကျမ်းမာရေးတို့ဆိုပြီးတော့ခေါင်းစဉ်တက်ပြီးတော့ဖတ်ပေးရမဟုတ်ဘူးပေါ့နော် Jesco ရဲ့ energy vibration frequency ကိုဖမ်းပြီးတော့တင်ဆက်ပေးတဲ့ reading မျိုးစားဖြစ်ပါတယ်ဒါလေးကို page ကိုခုမှစပြီးတော့အဲကြည်ဘူးတဲ့သူတွေအတွက် message လေးပေးခြင်းဖြစ်ပါတယ်ဆိုတော့အချိန်လေးကုန်တာမြင်နေဆိုတော့ဒီတစ်ခါလေးကိုကအဲ timeline ကလေးကို match လာအာ9ရက်နေရနေ match လာ15ရက်နေအထိပေါ့နော် March 9 to 15တီကိုဒါ message လေးတွေဖတ်ပေးမယ်ပေါ့လေဆိုတော့ Aries to Pisces ပေါ့အဲ့တော့ Leo reading လေးကတော့အာနည်းနည်းလေးပုံစံလေးပြောင်းထားတယ် style လေးနည်းနည်းပြောင်းထားတယ်အဲ့တော့သုံးတဲ့ကတ်လေးလည်းနည်းနည်းလေး꿰မယ်ပေါ့နော်အာရင်တစ်ပတ်ကဖတ်ပြီးတဲ့ပုံစံနည်းနည်းလေးတော့မတူဘူးပေါ့လေအဲ့တော့ perspective လေးလေးကို ပြောင်းထားတယ်ပေါ့နော် Okay anyway အဲ့တော့ Leo reading လေးကိုစမယ်အဲ့တော့ထုံးစံတိုင်းလေးကို first sign Aries ကလေးစမယ်နော် Aries ရဲ့ energy ကိုကြည့်မယ် la me match la ku yan ni yan ni 15 yan ni thi bon no various the energy which no okay this can be energy mm -hmm. sun rising energy ba no all right various Aries ရဲ့ coming week ကဘာလဲဆိုတော့ဒီတပတ်တာကာလအတွင်းမှာဉာဏ်ပညာတွေကိုနော်ပညာသင်တာဉာဏ်ပညာတွေကိုစုဆောင်းရမယ့်ရတပတ်ဖြစ်တယ်ကိုလေးလာသင်ယူခြင်းနဲ့ပတ်တကုတ်လုပ်ခြင်းနဲ့စီးပွားရေးပတ်တကုတ်လုပ်ခြင်းနဲ့ပညာရေးပေါ့နော်အဲအဲ့လိုမျိုးလေးတွေကိုမှကို enthusiastic ဖြစ်နေတဲ့အာ energy လေးတစ်ခုလေးကိုဖမ်းမိရပေါ့နော်အဲ့တော့ဒီတပတ်တာကာလအတွင်းမှာတဲ့တချို့ every see ဆိုလို့ရှိလို့ရှိရင်ကိုအလုတ်လုတ်တဲ့ခီးတွေပါသွားလာမျိုးတွေကြုံရနိုင်တယ်။သွားလို့ရှိလို့ရှိရင်လည်းအဲ့ဒီခီးရာလည်းကိုရဲ့အလုတ်ကိစ္စနဲ့ဆက်ဆက်တာနော်နောက်တစ်ခုကကျတော့တချို့ကျတင်တန်းတက်ဖို့လို့နော်တင်တန်းတက်ဖို့ခီးသွားစိတ်ထဲမှာတော့လေးပြီးတော့ဗောနော်အဆင်ပြေပါမလားဆိုတဲ့ဟာမျိုးပေါ့နော်အဲအဲ့လိုပုံစံမျိုးလေးနဲ့စိတ်ထဲမှာအတွေးပေါင်းတောင်းချောက်တောင်းနဲ့ ခီးသွွားရတာမျိုးတွေတချို့ကျတော့လည်းခီးသွွားရတာမျိုးအလုံသွွားရတာမျိုးတင်တန်းသွွားရတာမျိုးကျွမ်းဝလိမ့်မယ်ဒါပေမဲ့လေကောင်းတဲ့ခီးပဲဖြစ်မယ်ဘာလို့လဲဆိုတော့ Aries တွေအတွက်က new wisdom new knowledge ပေါ့နော်ကုပ္ပမအတွက်ကိုတကယ်ကိုအဖိုးမဖြတ်နိုင်တဲ့ message တွေအဖိုးမဖြတ်နိုင်တဲ့ပညာတွေအဖိုးမဖြတ်နိုင်တဲ့ဉာဏ်အလင်းတွေပွင့်သွားမှာဖြစ်တယ်အဲ့အတွက်ကြောင့်မို့လို့ဒီကဒီ journey ကိုအားပေးတယ်သွားဆရာရှိခီးသွားလိုက်ပါအစည်းအဝေးတက်ဆရာရှင်တက်လိုက်ပါ training သွားဆရာရှင်သွားလိုက်ပါ Aries တွေအတွက်ကတော့ ဒါ short distance travel long distance travel ဘယ် travel မဆိုတော့ overseas သွားတာပဲဖြစ်ဖြစ်ကိုယ့်ရဲ့နိုင်ငံထဲမှာပဲကိုယ့်ရဲ့ဒီကိုယ့်ရဲ့မြို့လေးထဲမှာပဲတခြားတနေရာကိုသင်တန်းသွားတက်ရတာမျိုးပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်အတွက်အရန်ကိုကောင်းမှန်ပါတယ်အဲ့တော့ every sea ရဲ့ energy ဖြစ်တယ်နော်ဆိုတော့ okay ဆိုတော့ဒါက every sea အတွက် much la ကိုယ့်ရဲ့နေရာနေ15ရက်နေ့ထိပေါ့နော် okay ဆိုတော့ဒီတော့ next sign Taurus ကိုကြည့်မယ်နော်အဲ့တော့ Taurus ရဲ့ energy will be the message for Taurus for coming March 9 to 15. Taurus. Okay, Taurus. Taurus. Taurus, see a drug. Did a better gala စိတ်တွေရှုပ်နေရမျိုးလို့နော်စိတ်ထဲမှာအဆင်ပြေပါမလားလို့နော်စိတ်ထဲမှာမွန်းချဲ့နေရဲ့စိတ်ထွက်ပေါက်ပိတ်နေရဲ့အနေအထားမျိုးတွေ career နဲ့ပတ်သက်ပြီးတော့ဖြစ်မယ်အရာ အလုံးဟာအဆင်ပြေသွားလိမ့်မယ်နော်နောက်တစ်ခုကဒီတစ်ပတ်ထဲမှာ Torres ရဲ့အတွက်ကိုလှုပ်ရှားအလုပ်တစ်ခုပေါ်လာလိမ့်မယ်အလုပ်ရှာနေတဲ့ Torres ရဲ့အလုပ်ကျင်းတိပေါက်ရမယ်အလုပ်ရနိုင်တဲ့ အဲတချို့အလုံးလုံးနေကြအလုံးလုံးလက်ဆာ Torres အလုံးလုံးနေကြတော့ဖြစ်တယ်လို့ပြောတာအလုံးလုံးလက်ဆာ Torres ဆိုလို့ရှိရင်ဒီဒီဗက်တာကာလာအတွင်းမှာ project အသစ်ပေါ့နော်ကိုယ့်အတွက် project အသစ်လုပ်ရတာမျိုးပဲနော်တောင်းအသစ်ပြီးရချင်းခံရတယ်လို့ကျွန်တော်နိုင်ပါတယ်ဒီဒီဗက်တာကာလာအတွင်းမှာတဲ့အလုံးအလုံးကိုပေါ့နော်လွလွလက်လက်လုခွေရမယ်ရတဲ့တပ်ပဲလို့လူရုပ်စိတ်ထဲမှာခင်းစားတယ်။အတိုက်ခိုက်တွေရှင်းနေရတယ်။ Torres ဆိုလို့ သိရဲ့အရှိအရှိပတ်တွေတော့မှာကြည့်မယ်ဆိုလို့ရှိရင် torrent ဆိုတော့အတိုင်းခံနေများတယ်အတိုင်းခက်ဒီ jar တွေကနေတော့ thrive လုပ်ရတယ်ဒါပေမဲ့ဒီ departure ကာလအတွင်းမှာတူတူကြကြလေးကိုကြီးချမ်းမာခြင်းစိတ်ကြီးချမ်းသာခြင်းလေးပေါ့နော်ကိုကြီးချမ်းမာခြင်းလေးနဲ့အလုပ်တွေလုပ်နိုင်လိမ့်မယ်လို့ဒီရုပ်စိတ်ထဲမှာခံစားရတယ်နော်အဲတော်တော်လေးကောင်းတယ်ရတဲ့တပတ်ဖြစ်လိမ့်မယ် torrent အတွက်ကောင်းပြီ all right rolling euro gemini ကိုကြည့်မယ် what will be your energy for coming march 9 to 15 much luckily like, any other Samurai, Gemini, Gemini, Salmon Rising Gemini. Wow. Wow, look at your later building. <laughs> okay. All right. Message for coming week. Definitely. Gemini. လက်ရွှေမဲ့ရက်တဲ့တပတ်ဖြစ်ပါတယ် Salmon Rising Gemini เนาะဒီတပတ်တာကာလာအတွင်းမှာတဲ့เนาะဝေးကြီးတွေရဖို့ခက်ခဲနေရကြာနေရမျိုးတွေเนาะသူများစီရရဖို့ဒါလာစာရဖို့အတိုးရဖို့ရင်းနှီးမြှုပ်နှံမှုတွေ နော်ဒီအကျိုးမြတ်ဒီ investment တွေကနေရင်းနှီးမြှုပ်နှံမှုတွေရဖို့ကြာနေတာမျိုးတွေရှိရဆိုလို့ရှိရင်တဲ့ Gemini တွေဒီတပတ်တာကာလအတွင်းမှာလက်ဖြားငွေသီးပါလိမ့်မယ်ပတ်ဆက်ဝင်လာလိမ့်မယ် Gemini တွေအတွက်ကိုငွေကြီးအကျိုးမြတ်ကြီးကြီးမားမားရမရတဲ့တပတ်ဖြစ်ပါတယ်တော်တော်ကိုအာ many ya li income ga li you can say along wa ko suddenly bor no ဝုန်းကနေရချို့ရတွက်ဆိုလို့ရှိရင်ဝုန်းကနေတည်ရမှာလက်ထဲမှာပတ်စံမရတော့လားမသိမရတော့လားမသိဒီတစ်ပတ်လက်ကြောင့်ဝုန်းကနေကိုယ့်ရဲ့ဒါ income စည်ရင်းတွက်လိုက်လို့ရှိရင်ဝုန်းကနေတက်သွားတာမျိုးပေါ့နော်အဲအဲ့လိုပုံစံမျိုးကြီးကြုံရလိမ့်မယ်နော်ဒီတစ်ပတ်တာကာလအတွင်းမှာကိုကိုယ်တိုင်ကတခြားလူတွေပေါ်မှာငွေကြေးအကူအညီအထောက်ပံ့ပေးရတာမျိုးကြီးကြုံရနိုင်တယ် income လည်းတိုးလာနိုင်လိမ့်မယ်လက်လာပါးတွေပေါ်ကျော်သွားမယ်ရတဲ့တစ်ပတ်ဖြစ်ပါလိမ့်မယ်အဲ့တော့တော်တော်လေးကောင်းတယ်ပေါ့နော် Gemini နေအဲ့တော့ အဲ့တော့ပတ်စံနေရတယ်လေဒီရုပ်ကိုမေးပါနဲ့နော်ဒီရုပ် channel ကို support လုပ်လို့ရဆိုရင် Gemini နေ Okay All right အဲ့တော့ဒီ Euro next sign cancel ကိုတွားမယ်နော်အဲ့တော့ cancel ရရဲ့လာမယ့် match လာကိုရနေရနေ15ရက်နေ့ဆန်နေပြီးကြည့်မယ်နော် new twitter မှာမြန်မာ90 73 35 yes 70 energy ဆွဲတာတွေလွဲနေမှာဆိုလို့မှတ်ပါတယ်အဲ့တော့ cancel ရရဲ့ energy ကြည့်မယ်နော် coming week drop ကို pencil ရယ်ဝါ pencil လည်းဝါပြီ cancel Jesus so say to what it says the coming week cancel super set လုပ်တဲ့အလုပ်တွေရနေကျိုးမြတ်တွေရနေမယ်ကိုတယောက်တည်းလုပ်တာမဟုတ်လူတွေနဲ့တင်းဖွဲ့စုပေါင်းဆက်ပေါင်းလုပ်တဲ့အလုပ်တွေရနေ အကျိုးကျေးဇူးတွေအဆူဆက်ဆွေးနေရမှာလीလူ၃၄ယောက်ပေါင်းရမယ်လို့မဆိုလို့ကိုနဲ့တခြား partner နဲ့ရှိနေရင်ကိုပဲအဆင်ပြေတယ်ပေါ့နော်နောက်တစ်ခုကကိုရဲ့စိတ်မှာဒူးဟာဖြစ်နေရလုံရင်ကောင်းမလုံရင်ကောင်းမကိုလုံနေရမှန်ရဲ့လားကိုရဲ့လမ်းကြောင်းတွေမှန်ရဲ့လားဆိုပြီးတော့တွေးနေရတယ်အကုန်လုံးဖျောက်ပစ်လိုက်ပါလို့လေးကအကြံပေးခြင်းနဲ့ဘာဖို့လို့လဲဆိုရကကျတော့ဒီတစ်ပတ်တာကာလဒီမှာ cancer တွေကိုဖြစ်ချင်တဲ့အရာတွေ အိမ်မက်တီအကောင့်တင်ပေါ်လာဖို့ရှိပါတယ်။နောက်တစ်ခုကအဲ့အိမ်မက်တီအကောင့်တင်ဖွင့်ပေးမဲ့လူတွေနဲ့တွေ့ဖို့ရှိတယ်။မိတ်ဆွေကောင်းတွေနဲ့တွေ့ရတတ်တယ်နော်။ဒီ debit data ကလာဒီမှာခင်ဆေးပြီးရင်မိတ်ဆွေတင်မိတ်ဆွေကောင်းကိုယ့်ရဲ့လုပ်ငန်းတိုးတက်ရာတိုးတက်ကြောင်းပတ်သက်ရတဲ့မိတ်ဆွေကောင်းတွေတွေ့ရမယ်။ဒီမိတ်ဆွေနဲ့တွဲပြီးတော့အလုံးလုံးလို့ကောင်းလိမ့်မယ်တဲ့နော်။ဆိုတော့ကိုယ့်ရဲ့ dreams ကိုတကယ်ကိုယ့်ရဲ့ dreams do come true ဖြစ်ဖို့အတွက်ကိုကိုကိုဖြည့်ဆည်းပေးမယ်။ပေါင်းတင်မျိုးဖြစ်တတ်ပါတယ်တဲ့။အဲ့တော့ cancer ကြီး very very nice very good very high vibration frequency yeah you know cancer okay arrow leo next sign leo domino bro leo retrograde uh, much love Uyen Liani, Sangayan, 9 to 15 energy for Leo, Salmon Rising. Leo, Leo, yeah. Also, this message. လီယိုရီဒီတပတ်တာကာလာအတွင်းမှာအလုံးပင်ပန်းတက်တယ်။တချို့လီယိုရီဆိုလို့ရှိလို့ရှိရင်နည်းနည်းလေးခါနိုင်တဲ့ပူပြီးတော့အားဆိုင်ထုတ်ပြီးလုံးလုံးဝတက်တယ်ပေါ့နော်။ခါနိုင်ဆိုကအလုံးလုံးဝတဲ့နေရာမှာ တအားကြီးပင်မမန်းနဲ့အာအလုံးမလုံးပါအောင်ဆိုလို့ရှိရင်ဒီတပတ်တာကာလာအတွင်းမှာတိတိတတ်တာခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာခွန်အားတွေအသုံးချပြီးအလုံးလုံးဝတာမျိုးကြီးကျွမ်းဝတက်တယ်ပေါ့နော်။နောက်တစ်ခုက ရာတင်ရထိုက်တဲ့အဲရပိုင်ခွင့်ဒီနော်ငွေကြီးတရားဖို့ကြာနေတာမျိုးလို့နော်နောက်တစ်ခုကကြတော့လေတချို့ကိစ္စတွေတဲ့ခရီးမတွင်မဲနဲ့စောင့်ရတာမျိုးကြုံရတယ်နော်အဲ့တော့လုံးလို့မရဘူးခဏစောင့်ရမယ်ဒီဒီပတ်တာကာလအတွင်းမှာကိုကဒီကိစ္စတွေစောင့်ရမယ်လို့ကိုကဆုံးဖြတ်ထားတယ်ဆိုရင်နည်းနည်းလေးနောက်ဆုံးရတာမျိုးလို့အချိန်တစ်ခုစောင့်ရတာမျိုးလို့ဖြစ်တတ်တယ်ဒါပေမဲ့လေဒီဒီပတ်တာကာလအပြီးပေါ့နော် at the end of the week မှာပြန်တော့အဆင်ပြေသွားလိမ့်မယ်တိလားဘာဖို့လဲဆိုတော့လေလီယိုခန်စားဒီအချိန်တွေကိုလီယိုတွေကအချိန်မဆွဲဘူး အဲချိန်တခုတော့စောင့်မယ်ငါနည်းနည်းလေးအားစိုက်ထုတ်လိုက်မှာငါနည်းနည်းလေး effort စိုက်ထုတ်လိုက်မှာအဲလိုမျိုးကိုယ့်ရဲ့စိတ်ခုံကညာနာခုံကကာယခုံကအားစိုက်ထုတ်လိုက်တာနဲ့ဒီကိုဖြစ်ချင်တဲ့ကိုကြာနေတယ်ဆိုရဲကိစ္စတွေတကောင်တော့အဆင်ပြေသွားမှာအဲ့တော့နည်းနည်းလေးအပင်ပန်းတော့ခံရလိမ့်မယ်နော်ဆိုတော့လီယိုတွေအတွက်နည်းနည်းလေးစိတ်ပင်ပန်းမယ်စိတ်ပင်ပန်းမယ်ဆိုတာခန္ဓာကိုယ်ပင်ပန်းမယ်ပေါ့နော်ပင်ပန်းလုပ်လုပ်ရမယ်ဒါပေမဲ့ you can do it နော် you can do it ဒီအချိန်နေရမဖြစ်နိုင်လို့ပြောတာမဟုတ်ဘူးအချိန်ကြာမယ်စောင့်ရမယ်လို့ပြောတာဖြစ်တယ်เนาะဆိုတော့ okay all right leo ဟိုလီယိုပြီးရချင်ပါလို့ဘာကူတော့မယ်နော်ဘာကူရဲ့ energy ကိုကြည့်မယ်ဘာကူလေး coming me coming march 9 to 15 energy summarizing vagu all right vaguri vaguri တွေ့တာ energy ဒီနေ့ကျန်းတယ်နော်ဘာကူတွေ့ကျန်းနေတယ်ဆိုတော့ကြည့်မယ်နော်ဘာကူတွေကျန်းနေတယ် ဖာကိုရီတချို့ကိုယ့်ရဲ့မျောလင်းချက်တွေရိုက်ချိုးခံရတယ်လို့ပဲเนาะတချို့ဟာငါဖြစ်နိုင်တယ်ဆိုပြီးစူးစမ်းရတဲ့အရာလေးတွေတချို့မဖြစ်နိုင်တာမျိုးပေါ့เนาะအလားလားနည်းနည်းလေးနှောင့်နှေးကြံ့ကြာသွားတာမျိုးတွေဖြစ်တယ်ကိုလုံးနေရတခုတကယ်ဖြစ်သွားတာတခုဒါမှမဟုတ်လေကိုလုံးနေရဟာတခုတကယ်ကိုရောက်ချင်တဲ့ point နဲ့လွေသွားတာမျိုးတွေကြုံရတယ်နောက်တစ်ခုကအလုတ်ထဲမှာစကားပြောတာဆိုတာလေးတည်ထားတယ်အလုတ်ထဲတည်းကြောင့်လုံးမလုံးနေဆိုတော့ကိုယ့်ရဲ့အိမ်ကိုယ့်ရဲ့မိသားစုနဲ့ဆက်ဆက်ပြီးတော့နားလည်မှုတွေတဲ့ကိစ္စကြီးပေါ့နော်ဒါ mercury နဲ့ retrograde ဖြစ်တော့မယ်ဆိုတော့ ဒီ marketer grade ရဲ့တက်ရောက်မှု vagoria ဒီ software reading ဖတ်တဲ့အချိန်မှာအများဆုံးရိုက်ခတ်မဲ့သူတွေရိုက်ခတ်ခံရမဲ့သူတွေလူမျိုးစိတ်တယ်မှာခံစားရတယ်။အဲ့တော့စကားပြောတာဆိုတာသတိထားပါ channel ကြီးပြတ်သွားတတ်တယ် channel ပြတ်တယ်ဆိုတော့ကိုပြောတဲ့ဥစ္စာကိုတစ်ဖက်လူကလက်ခံလိုက်တာတမျိုးတစ်ဖက်လူပြောတာကိုလက်ခံလိုက်တာတမျိုးနဲ့နားလည်မှုလို့တဲ့ကိစ္စကြီးဖြစ်ရတတ်တယ်။အခြေအနေနဲ့ပတ်သက်ရင် ိတ်ကံမကောင်းဖြစ်နေเนาะခံခင်းနေတက်တယ်ဂျင်းနဲ့ပတ်သက်လို့ရှိရင်နေလီဝင်နေရမယ့်ကိစ္စလေးပေါ်ပေါက်တက်တယ်တဲ့เนาะ Valkyrie အတွက် energy လေးနေလီညံ့နေတယ်အားနေနေရဲ့ but just a one week belly ဒါတပတ်တာပဲတပတ်တာပြီးရင်တော့သူကလည်းသူနောက်တဲ့တပတ်ဒီမှာပြန်ကောင်းသွားမှာပေါ့เนาะအဲ့တော့တချို့အာကိုကเนาะဒီလုပ်ငန်းပြီးလို့ရှိရင်ငါကတော့ level up ဖြစ်တော့မယ်ဆိုကပြောနေချက်တွေအကြီးထားတာပေါ့เนาะဒါပေမဲ့အဲ့ဒီမျောလင်းချက်တွေ ရိုက်ချိုးခံရတယ်လို့ပဲဒီတပတ်တာကာလာသူမဖြစ်မလာသေးရပေါ့เนาะအဲ့တော့အချိန်တစ်ခုစောင့်ပါလို့လေကပြောချင်တယ်เนาะဆိုတော့ဒါ Volgo ရဲ့ message ဖြစ်တယ် Okay so Leo first part BB first part Leo Leo second zodiac part ကိုသွားမယ် Libra ပေါ့เนาะဆိုတော့ Libra ကိုကြည့်မယ် Libra ရဲ့ energy coming March 9 to March 15 seven rising Libra. Wow. Such. Libra ရေးတယ်နော်ကိုရောစိတ်ကောနှစ်ပြီးလှုပ်ထားတဲ့ကိလှုပ်ထားတဲ့ကိစ္စလीဒီစကားပြောတာဘယ်လိုဖြစ်ရင်လည်းမသိနော်စကားရည်လည်းမှားနေတယ်အတန်အတွက်တွေလည်းလွဲနေရနော်ဒီလီယိုရဲ့ throat chakra နဲ့ third house က something wrong ဖြစ်နေလားမသိနော်နော်အနည်းတဲ့ chart ကိုပြန်ကြည့်ရအောင် okay speaking of data chart အဲ့တော့ libra ဒီငွေကုန်ကြေးကြများထားတာတွေရှိမယ်ငွေကုန်ကြေးကြများမယ်ပေါ့ပစ္စယနီကုန်နဲ့တုံးလိုက်ရတယ်ဒီလိုပိစမျိုးတွေရှိမယ်အဲ့ဒါကိုယ့်ရဲ့ဘဝအတွက်ကိုယ့်ရဲ့အိမ်မက်တွေအကောင့်ထဲပေါ်ဖို့အတွက်ကိုပစ္စယနီတုံးလိုက်ရတာပေါ့နော်နောက်တစ်ခုကလီယိုခန်စားတာကိုကကြိုးကြိုးစစ်စစ်နဲ့ဒီဇိုင်းမက်မက် လှုပ်ထားတဲ့ကိစ္စလေးတွေအထောက်အမြဖို့ရှိပါတယ်ဆက်ပြီးစူးစမ်းပါလက်မလျှော့ပါနဲ့ဇွဲမလျှော့ပါနဲ့လီယောလီဘရာရဲ့အကြံပေးခြင်းတယ်ငွေရတော့ကုန်ပါပဲကုန်သွားလိုက်ကုန်ထားတာကိုယ့်ရဲ့ခန္ဓာကိုယ်ယင်းထားတယ်ကိုယ့်ရဲ့ပတ်စံကိုယင်းထားတယ်အဲ့ဒါတွေကုန်လုံးကပြင်ရမှာတစ်ချိန်ကျရင်ပြင်ရမှာတိတ်မဝေးတော့ပါဘူးရနော်ဆိုလီဘရာရီကိုဒီတပတ်တာကလာအတွင်းရတော့လီဘရာရီရဲ့ဘလောက်ထိတောင့်ခံနိုင်လဲဘလောက်ထိတီးခတ်နိုင်လဲဆိုတော့စမ်းသပ်မဲ့ရတဲ့တပတ်ဖြစ်နေမှာတော့ပတ်စံကုန်တာကို frustrate မဖြစ်နဲ့နော်ဝေဒီကုန်သွားတာကို frustrate မဖြစ်နဲ့ဒါကိုယ့်ရဲ့ future အတွက် okay that is a message for libra all right libra scorpio team eh scorpio re lame march fuyan yan is an iron energy for no so energy for scorpio march 9 to 15 scorpio very short message for scorpio Scorpio တဲ့ Scorpio ရီဒီဒီပက်တာကာလာအတွင်းမှာမိတ်ဆွေဟောင်းတွေရဲ့အကူအညီရဖို့ရှိရနော်မိတ်ဆွေဟောင်းတွေရဲ့အကူအညီတွေနော်အဆက်အသွယ်တွေပြင်ရဖို့ရှိပါတယ်ကောင်းမွန်သောအဆက်အသွယ်တွေဖြစ်တတ်ပါတယ်နော်တချို့ Scorpio ရဲ့ကျမ်းမာရေးလေးတွေပြန်ကောင်းလာတတ်တယ်ပြန်ကောင်းလာမင်းနော်အဲနောက်တစ်ခုကကြတော့ကိုလှုပ်ချင်တဲ့အလုံးနဲ့ပတ်သက်ပြီးတော့လှုပ်ပိုင်ခွင့်ဒီကိုမှရလာတာမျိုးကြီးကြုံရလိမ့်မယ် ယာဓူးတိုးတာမျိုးပေါ့နော်အဲ့ဒီအဆက်အသွယ်ကောင်းအကူအညီကောင်းနဲ့ကိုယ့်ရဲ့ဘဝ level ကတဆင့်တက်သွားတယ်ယာဓူးကတဆင့်တက်သွားတယ်လုပ်ပိုင်ခွင့်တွေကတဆင့်တက်သွားတယ်အဲ့လိုမျိုးလေးကြုံရနိုင်ပါလေတဲ့ Okay တချို့ scope view တွေတဲ့ဒီတပတ်တာကာလအတွင်းမှာအရင်စိတ်ကူးနော်တိတ်အတိတ်ကနော်အကြောင်းလေးတွေကိုပြန်ပြီး memorize လုပ်နေတာအတိတ်တုန်းကငါဘလို့လှုပ်လှုပ်ခဲ့တာအတိတ်တုန်းကငါဘလို့ရိုးနဲ့နေခဲ့တာဘလို့ယာဓူးရခဲ့တာအဲအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးတအားကိုစိတ်ကူးရင်နေမဲ့ စကော်ပီယိုလေးကိုလည်းညို့မြင်နေတယ်အဲ့ဒီစိတ်ကူးကိုယဉ်ပါတဲ့ဘာလို့လဲဆိုတော့မဝေးတော့တဲ့အနာဂတ်တစ်ခုမှာကိုဖြစ်ချင်နေရကိုအတိတ်တုန်းကဖြစ်ခဲ့တယ်ကိုရခဲ့တဲ့လောက်ပိုင်ခွင့်နေရနေရ future မှာလာနိုင်နေရမှာ okay မကွာရာဒူးတိုးချင်တယ်အရင်တော့ work environment တစ်ခုမှာအလုပ်လုပ်ခဲ့တယ်လက်ရှိမှာအဲ့တိုင်းဖြစ်မနေဘူးဒါပေမဲ့နေရ future မှာအဲ့လိုမျိုး the same energy တူရဲ့အနေအထားမျိုးတစ်ခုကိုပြင်ရနိုင်တယ် okay အဲ့တော့ scorpio လေးကိုအကြံပေးချင်တာဒီဘက်တာကလာတွင်မှာဘယ်လိုလူမျိုးနဲ့ပဲတွေ့တွေ့ဘယ်လိုလူမျိုးကပဲကိုယ့်ကိုအကြံဉာဏ်လာပြီးပြီးယူပါကိုယ့်အတွက်အရန်ကောင်းတယ်အဲ့ဒီအကြံဉာဏ်က ကိုယ့်ရဲ့ future အတွက်ဘာကိစ္စမဆိုးနော်အလုတ်ကိစ္စတခုမှမဟုတ်ကိုယ့်ရဲ့ကျန်းမာရေးအတွက်လည်းဖြစ်ခြင်းဖြစ်မယ်အရန်ကောင်းတယ်အဲ့ဒီအကူအညီကိုယူလိုက်ပါတယ် okay ဆိုတော့ဒါ universe ကကိုယ့်ကိုပေးရဲ gift နဲ့တူပါတယ် scorpio လေး I wish you all the best ပေါ့နော် All right, everyone, you know Sagittarius with Gmail, Sag, Sagittarius, March 9 to 15. let Let's give me the energy for Sagittarius. Okay. Summarizing what oh, Sagittarius from my Sagittarius card, but yeah, it's a very nice energy. Sagittarius ဤဒီတစ်ပတ်တာကာလအတွင်းမှာမိတ်ဆွေကောင်းတွေတွေ့ရတဲ့เนาะမိတ်ဆွေကောင်းတွေတွေ့ရတဲ့ကိုကိုအတွက်လက်တွဲမြင်းမဲ့ business partner တွေ့ရတဲ့ကိုလှုပ်ချင်တဲ့အလုပ်ကိုသင်ချင်တဲ့ပညာကိုလှုပ်ချင်တဲ့စီးပွားရေးနဲ့ပတ်သက်ပြီးတော့မိတ်ဆွေကောင်းเนาะကိုအနာမှာဒုဒုပေါင်းဖတ်ကိုကို support လုပ်ပေးမဲ့မိတ်ဆွေကောင်းမျိုးတွေတွေ့ရတတ်ပါတယ် နော်ကိုရှောက်နေတဲ့လမ်းကြောင်းမှာမှန်တယ်လို့လေလီယိုကတ်မှာပြတယ် Sagittarius just go ahead ပါပြီးတော့လီယိုထက်ခံစားတာတခုရှိရပါလဲဆိုတော့ကိုလုံနေရဲ့အလုံးနဲ့ပတ်သက်ပြီးတော့ပညာတွေသင်ရတယ်ကိုရဲ့ပညာကိုရဲ့အရေးတွေကိုရဲ့ knowledge တွေကို upgrade လုပ်ပါတဲ့ဒီချက်ပို့ပြီးတော့တစင်တက်ဖို့ကြိုးစားပါတဲ့ you are ready for that journey ရဲ့နော် okay ကျော်တဲ့ကိုကောင်းပါလေကိုသင်ယူလေ့လာခြင်းနဲ့အတတ်ပညာအသိပညာလေးတွေသင်ယူလေ့လာခွင့်ရမယ်ရတဲ့တပတ်ဖြစ်တဲ့ Sagittarius energy ရဲ့ so high ပေါ့နော် energy highly up to you. That's a message for Sagittarius. Wish you all the best. All right, Leo. Next sign, Capricorn or no? Gemini. Uh, Capricorn, Sun Rising Capricorn. What will be your energy for coming March 9 to 15? Capricorn. Wow. But Capricorn, we met Capricorn. We are made ဆက်ရမယ်ငွေရမယ်လုံရမယ် Capricorn ကြီးနေရတယ် so message ဘလူးနီယာမျိုးဖြစ်မယ်อืม Leo Cancer ကလीအလုပ်ထဲမှာကိုကမှမှန်ကန်ကန်လုပ်တယ်အလုပ်ထဲမှာကိုကယူသားတယ်ကိုကဖြူစင်းနေဖြောက်မှတ်တယ်စီကန်တကြစီပေါင်နဲ့လုပ်တယ်ညံမများဘူးအေးအဲ့ဒီ Capricorn တွေเนาะ Capricorn တိုင်းမဟုတ်ဘူးเนาะ Salmon Rising Capricorn အလုပ်ထဲမှာ ယူသားတဲ့သူ ဖြောင်းမဲ့တဲ့လူဖြံမကြတဲ့တဲ့လူเนาะပစံကဘလို့ရှာမယ်ဆိုပြီးတော့မဝေးမဝိုက်ပဲနဲ့เนาะညင်ညင်နဲ့မတုံးတက်တဲ့ Capricorn ညီအတွက်ငွေရေးကြေးရဲ့အကျိုးမြတ်အကြီးကြီးတခုဒီတပတ်တာကာလတွေ့မှာရပါလိမ့်မယ်တချို့ဆိုလို့ရှိရင် cancel မဲ့ပောက်တာလို့ထီပောက်တာလို့เนาะလက်ဆောင်ပစ္စည်းတွေဝင်လာတာလို့เนาะတော့ထီပောက်တာပေါ့เนาะအဲ့လိုမျိုး cancel မဲ့ပောက်တာထီပောက်တာအဲ့လို energy မျိုးလေးတွေ့ရ lucky draw ဆိုတဲ့ကိုကခံကောင်းတော့ရရတယ် เนาะအခုနပြောတဲ့ Capricorn အမျိုးအစားတွေဖြစ်လိမ့်မှာเนาะ not all the Capricorn Capricorn နိုင်တော့မဟုတ်ခုနညနေညနေတော့ညဝါညပြားတွေထုတ်တက်တဲ့ Capricorn နေဆိုတော့ရမှာမဟုတ်ဘူးဒီယူတတာជីဂျူးစစာပို့တခွာ Capricorn နေဆိုတော့ဂျင်းတွေပါ jackpot ရပါလိမ့်မယ်ဒီတပတ်တာကလည်းဒီမှာငွေကြီးလေအကျိုးမြတ်အချီးရတာမျိုးလေးဖြစ်တတ်တယ်ဆိုတော့ Capricorn နေဒီယူကိုမဟုတ်ဘူးပြပါပတ်စံဝင်လာလို့ရှိရင်မဟုတ်ဘူးပြမပြပါနဲ့เนาะ okay All right. your next sign, Aquarius will dominate. No? Aquarius, your energy coming March 9 to 15. Aquarius. Aquarius. Oh my gosh. Aquarius. So, yeah, mentality ရဲ့ tranquility ကိုတွေ့ရပေါ့နော်စိတ် immediate မှာအေးချမ်းနေလိမ့်မယ်အရန်ရောက်ရက်ခအရန်အတွေးများနေရဲ့ aquarius တွေလာမယ့်ရက်တက်တဲ့ဘက်တွေမှာစိတ်တရားအရန်တည်ငြိမ်နေမယ်ပြဿနာတွေဘလို့ကိစ္စမျိုးမဆို messy ဖြစ်နေတဲ့အသိစီကိုစိတ်ကိုရှင်းရှင်းလေးထားပြီးတော့ဖြေရှင်းနိုင်လိမ့်မယ်တဲ့နော်နောက်တစ်ခုကခုမှအခက်အခဲတစုံတရာ ရှိခဲ့လို့ရှိရင်နော် ကိုယ့်ရဲ့အကိုတို့ကိုယ့်ရဲ့ဖခင်တို့ဦးလေးတို့အဲ့လိုလူတွေကိုတိုင်မီမှာဆွေးနွေးပါသူတို့စီကနေကောင်းမွန်တဲ့အကြံဉာဏ်တွေရပါလိမ့်မယ်တဲ့ဒီတပတ်တာကာလအတွင်းမှာအလုံးလုံးတဲ့ energy လေးရလीလွလွလန်းနဲ့ငါလှုပ်ချင်တာလှုပ်လို့ရနေတာပဲဆိုတော့ လွတ်လပ်တဲ့ viability တစ်ခုရနိုင်မယ်တဲ့ Aquarius တွေเนาะတော့ပတ်စံရတာတွေကလည်းအဓိကမကြတော့ဘူးငွေကြေးတွေပိုင်ဆိုင်နေတာတွေပစ္စည်းဥစ္စာတွေပိုင်ဆိုင်နေရတယ်လည်းအဓိကမကြတော့ဘူးငါလွတ်လွတ်လပ်လပ်နဲ့ငါလှုပ်ချင်တာတွေလုံးလုံးရနေတာပဲ real viability တစ်ခုရလာနိုင်မယ်ကိုယ့်ကိုအကြံဉာဏ်ပေးမဲ့ခုနပြောတဲ့ပုံကိုယ်တွေဦးလေးအကူเนาะ parking တချို့ချာကိုယ့်ရဲ့အမျိုးသားအဲအဲ့လိုမျိုးเนาะအဲ့လိုမျိုးလူတွေစီကနေအကြံဉာဏ်ကောင်းတွေရပါလိမ့်မယ်တဲ့เนาะ Aquarius This is so nice เนาะ energy ကောင်းတယ် Aquarius <laughs> ကဒီ ophat မှာနည်းလေး messy ဖြစ်တယ်ဒီဘက်ကတော့ကောင်းတယ် summarizing okay ပြီးတော့ the last sign pisces summarizing အဲ့တော့နောက်ဆုံးပိတ်အိတ်နဲ့လွယ်နိုင်ကြပါစေ pisces စီเนาะအဲ့တော့ summarizing pisces ဒီအတွက်ကို coming march lines to 15 energy pisces နောက်ဆုံးပိတ်အိတ်နဲ့လွေလိုက်ကြပါပြီ Summarizing Pisces Okay what is it Pisces ဒီကိုမျော်လင့်နေတဲ့သတင်းစကားကောင်းလေးကြီးကြားဖို့ရှိတယ်ကိုမျော်လင့်နေတာနော်ကိုဖြစ်ချင်နေတဲ့သတင်းစကားကောင်းလေးကြီးကြားဖို့ရှိပါတယ်စိတ်ပျော်ရွှင်ရမယ့်တဲ့တဲ့ပတ်ဖြစ်လိမ့်မယ်တဲ့နော်ကိုလှုပ်ထားတဲ့အလုပ်တွေကအကျိုးမြတ်ကြီးရမယ်ကိုဝိုင်းပြီး appreciate လုပ်ကြတာမျိုးတွေကိုကကျေနပ်ရတာပေါ့နော်ကိုလှုပ်ခဲတဲ့ဟာနဲ့ပတ်သက်ပြီးကိုကိုရယ်ဆွမ်းဆောင်ရင်းနဲ့ပတ်သက်ပြီးတော့ကိုက အာကျင်းနေရတာဗောနော်ဒီဒီဘက်တာကာလာတွေမှာမတူညီတဲ့အမြင်ကနေကိုကသုံးသက်လိုက်တဲ့အရာလေးတွေကလူရက်ကိုချီးကျူးတာဗောနော်ဟာနင်ဒီလိုလေးမြင်တတ်တာပဲကိုရဲ့သူများတွေနဲ့မတူတဲ့ vision ကိုမှရှိရဲ့ဒီ summarizing pieces တွေကလေပြဿနာတကူဖြေရှင်းနေရမှာသူများတွေဖြေရှင်းနေရဲ့ဝေးရနေမသွားဘဲနဲ့ကိုကတခြားဘက်ကနေကြည်ပြီးတော့ဖြေရှင်းလိုက်တာကိုအတွက်ပို့ပြီးအဆင်ပြေလိမ့်မယ်เนาะအဲ့တော့မတူညီတဲ့သုံးသက်ချက်လေးတွေနဲ့သုံးသက်ပြီးတော့ ကိစ္စရဲ့လေးတွေဘယ်ကိစ္စမှဆိုပြဿနာပြီးပြီးဘာဖြစ်ဖြစ်ဖြစ်ချင်းကြည့်ပါတဲ့ကိုအတွက်ပျော်ရွှင်ရပါလိမ့်မယ်တဲ့ okay you have different perspective ကိုကိုမှမတူညီရဲ့အများနဲ့မတူညီရဲ့ vision ရှိရဲ့နောက်တစ်ခါလေးကိုခံစားရလေ spiritual vibe ပေါ့နော် rising pisces moon pisces တွေက spiritual highly spiritual person တွေဖြစ်တဲ့အခါကျတော့ကိုယ့်ရဲ့ spiritual sense နဲ့ကိုယ့်ရဲ့ဒီစိတ်ဆွဲရင်နဲ့ကိုယ့်ရဲ့ intuitive vibe နဲ့တုံးသက်လိုက်တာနော် ဒီပြဿနာတစ်ခုကို intuitive vibe နဲ့စိတ်ထဲက gut feeling ကတော့ဒါကြီးကတော့ဒီလိုလေးဖြည့်ရှင်းလာရင်တော့အဆင်ပြေမဲ့ထင်တယ်ဆိုပြီးလှုပ်ချလိုက်တာမျိုးအဲ့ဒါလေးကကိုယ့်အတွက်အကျိုးမြတ်တရားမှာအဲ့ဒါကိုအသုံးချခိုင်းတာ okay so pisces in your vibration your intuitive vibe ကအရင်ကောင်းနေရဘူးပြရတယ်အဲ့တော့ wish you all the best for all pisces summarizing all right okay that's all that's it for this week or coming week march 9ရက်နေ့ 15ရက်နေ့အထိ weekly zodiac reading လေးလုပ်ပေးသွားတာဖြစ်တယ်။ I hope you enjoy this clip. ထုံးစံတိုင်းပေါ့နော်။လေးရဲ့ဒီ video clip လေးကို လီယို YouTube channel လေးမှာ Facebook page မှာပါလီယိုတင်ဆက်ပေးမှာဖြစ်ပါတယ်။လီယိုကိုချစ်ခင်တဲ့နှစ်သက်တဲ့ support လုပ်ခြင်းနဲ့ဆိုလို့ရှိရင်တော့လီယို YouTube channel လေးဖြစ်တဲ့ Soul of You Terror YouTube channel လေးကိုလည်း subscribe လုပ်ထားကြပါမိပါနဲ့နော်။ Okay ။လီယိုနဲ့ personal consultation ချေချီရကိစ္စနဲ့ပတ်သက်ပြီးတော့မင်းမြန်ဆွေးနွေးလို့ရတယ်ဆိုလို့ရှိရင်တော့လီယိုစီမှာ Venus package ရှိပါတယ်။အလောက်ကန်ကိစ္စ၊ငွေကြေးကိစ္စ၊နိုင်ငံခြားထွက်မဲ့ကိစ္စတွေ၊ visa ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ consultation ယူခြင်းနဲ့ဆိုလို့ရှိရင်တော့လီယိုစီမှာ World package ှိပါတယ်။လီယိုနဲ့စကားပြောဆွေးနွေးပြီးတော့နှစ်သိမ့်ဒါမျိုးတွေကိုယ့်ရဲ့စိတ်ဒဏ်ရာတွေကိုလွတ်ချခြင်းနဲ့ရင်ဖွင့်ခြင်းတာမျိုးတွေရှိရဲဆိုလို့ရှိရင်တော့ Lioci မှာ Talk Therapy Package တခုဖြစ်တဲ့ Unchecked by Dr. Leo ဆိုတဲ့ package တခု launch လုပ်ထားတာရှိပါတယ်။တခြားတခြားသော package လေးနဲ့ Lioci မှာ consultation ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ Lio Facebook page Messenger chatbox နဲ့လည်းစင်စုံစမ်းမြင်းမြန်းပြီးတော့ package လေးတွေကိုဝယ်ယူပြီး booking appointment လေးယူလို့ရပါတယ်။ယနေ့တည်းတည်းအားပေးနေကြတဲ့ fans တယောက်ချင်းစီ client တယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိကြောင်းလေးကိုပြောချင်ရင်းနဲ့ပဲဒီတစ်ပတ်အတွက် video လေးကိုဒီမှာပဲအဆုံးသတ်လိုက်မယ်နော်။ Have a nice day to you all and bye bye.